လက်သေးညက်မိရဲ့ယွေနီးများမိတိနေတွင် လက်သေးညက်တင့်တယ်ဆိုတာကို လောကဟိတယာတိကျမ်းမှာကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။ဤအကြောင်းအရာများကို ရေးသားခဲ့သည့်ဆရာဆရာမကြီးများကို အစဉ်လေးစားလျက်ပါခင်ဗျာ။တနင်းကနွေနေ့လက်သေးညက်မိဆိုရင်ဥစ္စာပစ္စည်းပျောက်ပြတ်အံတနင်းလာနေ့တွင်လက်သေးညက်မိလင်းအများဤလှစ်လျူရှုခြင်းကိုခံရအံအင်္ဂါနေ့လက်သေးညက်မိမူ အသက်ရှိအံအင်္ကာနေ့ကတော့လက်သေးညက်တင်တဲ့နေ့ပင်ဖြစ်ပေသည်ဗုဒ္ဓဟူးနေ့ကြာသာပတိနေ့တောက်ကြနေ့လက်သေးညက်မိမှုလက်လာပါများရှားပါအံအစင်မပြေမှုများပြတ္တနာများကြုံတွေ့ရအံစနေနေ့ညက်မိမှုအရာခတ်တိန်အောင်မြင်အံစနေနေ့ကတော့လက်သေးညက်လင်းအထူးကောင်းမွန်သောနေ့ပင်ဖြစ်ပေသည်ဟုတ်ကဲ့ပါ လက်သေးညက်တင်သည့်နေများကတော့ဒီလောက်ပါပဲခမညာအားလုံးတစ်ခုမကြမ်းအဆင်ပြေနိုင်ကြပါစေလို့ YNG Channel မှာကျွန်တော်ရဲကျော်သူဆုတောင်းပေးလိုက်ပါတယ် YNG Channel မှာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခမညာ